အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမဒီနေ့ဖျက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တည်သူတိုင်းအတွက်ငွေတမက်ထက်ရခြင်းအပေါ်သုံးသက်ခြင်းဆိုတဲ့စောင်းမလေးအကြောင်းကိုဘူးသူတရပွဲတင်ဆက်ဖျက်ပြပေးခြင်းတာပဲဖြစ်ပါရရှင်တည်သူပါဇက်သေးသူငွေတမက်ထက်ခြင်းဆိုဒီမှာ မြန်မာနိုင်ငံတွင်ရှင်းရခိုင်ကလေးကအကျဉ်းသုံးလာခဲ့သောအယူဆတစ်ခုဖြစ်ပါတယ်။ဤလေးထားကိုကရုကာလို့ခေါ်ဆိုကြပြီးတည်သူဝါနာဘဝတွင်ငွေကြေးအစဉ်ပြေစရန်သို့မဟုတ်မရဏပြည်သို့ဂိတ်ကြီးကုကရုကပြည်ရန်ရွေပြုတ်လုပ်ခြင်းဟုယူဆရပါတယ်။ ရသော်ဖရာဤတရားတော်နှင့်ဆုံးမမှုများကိုလေးလာကြည့်ပါကတေသူဤပစ္စတ်ထဲသူငွေတမိထဲခြင်းနှင့်ပတ်သက်သောအယူအဆမျိုးမိသည့်နေရာမှဖော်ပြထားခြင်းမရှိပါဘူးတဲ့ဤလေးထသည်ဗုဒ္ဓဘာသာဤမူလအဆုံးမများမှဆင်းသက်လာခြင်းမဟုတ်ဘဲမြမရှိယူဆွေရင်ခြင်းမှုနှင့်တလိထုံတမ်းများမှပောက်ပွက်လာသောအယူအဆတစ်ခုဖြစ်ပါသည်ဗုဒ္ဓဘာသာတွင်တေသူအားကုညီရန်ဤလက်မှရဝတ္ထုပစ္စည်းများငွေကြေးထည့်ပေးခြင်းထက်တေသူတို့အားရည်မှန်း၍ဒါနပြုကကုတူကိုမျှဝေပေးခြင်းဖြင့်သာတင့်ဟုဆိုထား ားပါတယ်။တေသူတို့သည်ယခုခေတ်မှာပုထုရှင်လက္ခဏာအတိုင်းဥပါဒံအဆွဲမကင်းသည်ကများကြပါတယ်။တေလွန်ပြီးထိုစိတ်ကြောင့်ဝိတုကအဖြစ်ခံစားကြရသည်။ထို့ကြောင့်ဗုဒ္ဓဘာသာတွင်တေသူအားကူညီရန်ကုသိုလ်ဝင်မြခြင်းသာတင့်တော်သည့်အတွက်ဒါနပြုသူကိုယ်တိုင်သည်တိလဆောက်တည်ခြင်းစိတ်တည်ငြိမ်၍ဖြူစင်ခြင်းကိုပွားများခြင်းဤသူထိုသူအတွက်ဟုမခွဲကြပဲတေသူတို့အားမြတ်တာပေးခြင်းကုသိုလ်မြဝေခြင်းပြုလုပ်ပါကအထီးရောက်ဆုံးဖြစ်ပါတယ်တဲ့ ရှေးကရီဒန်နာကြီးမှာခါရုံဆိုတဲ့လှေသမားဟာတေသူတွေရဲ့အလောင်းကိုမြစ်ကိုဖြတ်ပြီးပို့ဆောင်တချို့ပေးပါတယ်။အဲ့ဒီအတွက်တေသူရဲ့ပစက်ထဲမှာဒင်းကားပြားတပြားထည့်ပေးလိုက်ပြီးအဲ့ဒီဒင်းကားပြားကလှေသမားကိုအခချင်းငွေအဖြစ်ယူရတာဖြစ်တယ်ဟုစာပေဒီမှာတွေ့ရပါတယ်။မြမရင်ချင်းမူမှာလည်းတေသူရဲ့ပစက်ထဲငွေထည့်ပေးတဲ့ဒီအလေးထားဟာတေသူရဲ့နောက်ဘဝခီးအတွက်အသုံးပြုဖို့သို့မဟုတ်ဂရုကားဟုသတ်မှတ်ကြပါတယ်။ယုတ်တိရှိသောဒါတကားကိုတော့ကျွန်တော်မတွေ့သေးပါဘူးတဲ့။သုံးသက်ချက်တွေ့ရဲ့အရာမြမတို့ရဲ့အယူဆက ရီတနာရီတဲကလုံးဝိတမတ်ကိုအခအချင်းငွေအဖြစ်ကရိုးကားဟူတတ်မှတ်ပြီးထိုးတော့မထည့်ပေးလင်ဝိညာဉ်ဟာမြက်ကမ်းမှာအကူအညီမဲ့စွာစီးမျောနေရတယ်လို့ယုံကြည်ပုံရပါတယ်မြမအလေးထားမှာတော့ထင်ကားပြကိုလေသမားကိုပေးရတယ်လို့တိကျစွာမဖော်ပြထားပဲတေသူစီမရမင်ကိုငွေတမတ်ပေးရတဲ့အရောင်ဖြစ်တာဖြစ်ကြပါတယ်။ဤစားသည့်ရှေးဆွဲတစ်ခုကြောင့်သာအကျဉ်းသုံးခြင်းဖြစ်သည့်အတွက်ငွေတမတ်မထည့်ပေးရသောတေသူအတွက်အယူမမားတဲ့အကြောင်းအကျပြုအပ်ပါသည်လို့ဤသားထားပါတယ်ရှင်။ ဝင်ရည်သားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားစင်မိကြတဲ့ပြည်ကြီးအလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။အလုံးမွေးမင်္ဂလာပါရှင်။ညီမတို့ရဲ့ AOU channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်။ညီမကိုဖပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဖျားပွဲလေးထိုးတင်နေဆိုတဲ့စောင်းမအကြောင်းကိုဘဟုသုတရပွဲတင်ဆက်ဖပြပေးခြင်းနာပဲဖြစ်ပါတယ်ရှင်။ ပွဲအကြောင်းကိုတမိုင်းနဲ့ချီပြီးရေကြီးကွင်ငယ်ရှုမြနေမှာမဟုတ်ပဲတည်တင်းတိတိုက်တာလေးတွေကိုပဲအများသူကတည်သွားကြလေအောင်ရှင်းပြလိုက်ပါတယ်တဲ့ပွဲဆိုတာအမျိုးမျိုးရှိနေပေမဲ့အရေးကြီးဆုံးကဖျားပွဲအကြောင်းပါပဲဖျားပွဲဆိုတာဖျားမှုရှုရဲ့ခင်မွန်းကြီးဆယ်ပါးကိုဝင်ချကြတော့တောင်းပန်လူရန်ချင်းမှာကျွန်တော်တို့တွေဟာအစမတင်တန်လျာကနေစခဲ့ပြီးလာခဲ့ကြတော့ အနဘာလာအမိုက်ကံဘဝရမှာတဆူဆူသောမြတ်စွာဘုရားရှင်ကိုတို့၎င်းပြစ်စီကားဗုဒ္ဓယဟန္တာအရိယာပုဂ္ဂိုလ်များခင်မုန်ကြီးဆယ်ပါအပေါ်၌တို့၎င်းမတိမလိမ္မာတိအလျောက်ပြင်မာကြတာရှိပါတယ်။ဘာသာကြားဘဝရမှာလည်းပြင်မာကြနေမှာပါပဲ။အကယ်၍တဏ္ဍခီးဆက်ရအောင်ပဲဆိုရင် နောင်နာကတ်မှာဒီလိုဘဝမျိုးမကြုံဘူးလို့အာမမခံနိုင်ကြပါဘူး။မတိတဲ့အချိန်မှာထားလိုက်။တည်ပြီးတဲ့အချိန်မှာဝင်ရှားကြတော့တောင်းပန်မှုလိုအပ်တာပေါ့တဲ့။အဲ့လိုကြတော့တောင်းပန်လာရင်အပြစ်ကြီးအေးသွားပါတယ်။ဝိပ က္ကနာဆိုသူတွေနဲ့အထူးမငင်းလို့ပါတဲ့ကတော်ပွဲဆိုတာကဒီပြစ်ဆုံးပံအတိတ်အနာဂတ်အဖြစ်တွေကိုခြေသွားရလေအောင်ကတော်ပွဲကက်လူပေးခြင်းပဲဖြစ်ပါတယ်ဒါကဖျားပွဲကိုပြောတာပါခိုင်းဆရာကြီးရဲ့ပညာပွဲနဲ့လည်းမတူပါဘူးတဲ့အဲ့ဒါကတည်တန်းရှိပါတယ်ဖျားပွဲအကြောင်းဆက်ကြဆိုရင် ။ဘာနဲ့တူတလဲဆိုရင်ဇေဒီတဲတာနဲ့ဥပမာပြပေးရစီ။ဇေဒီတဲတယ်ဆိုတာကပရာမတ်တရားဖြစ်တဲ့မြတ်စွာဘုရားရဲ့ဂုံတော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးအဲ့ဒီဂုံတော်တွေကိုပြည့်ညက်အမှတ်သင်္ကေတနဲ့ဖနက်တော်ဖောင်းရဲ့ ကြာမောက်ကြလန်ညံ့ညံ့နာစိန်ဘူးစသည်ဖြင့်ပုံဖော်ပြီးတော့ဇေဒီပထိုးတီထားကိုွယ်ကြတာပါအဲ့ဒီလိုပဲကရော့ပွဲဆိုတာကမိမိတို့အဖြစ်တွေကိုမန်မာနခွာချပြီးတော့တောင်းပန်ကြောင်းတင်ဂီတအမတ်သားနဲ့အမျက်တနိုးထားပြီးတော့အုံဒီငပြောဒီဖျောင်းနိုင် အမွေးတိုင်းစသည်ဖြင့်အတိချာစီစဉ်ပြီးတော့ပူဇော်ကရော့ချင်းပဲဖြစ်ပါတယ်ကရော့ပွဲမှာအုံဒီငပြောဒီဖျောင်းနိုင်အမွေးတိုင်းအထူးကပါရပါတယ်အုံဒီဆိုတာကမိမိကောင်ကို အငဲဥညွတ်ကြောင်းဥထိပ်ပန်းစင်သားကြောင်းအမတ်အသားတင်ငယ်သားဖြစ်ပြီးစီနောမေဓာတုတိတကေငားမှန်အောင်မြတ်စွာဘုရားသည်ငါ၏ဥကောင်းထိန်၌တည်ပါစေဆိုတဲ့စကားပုံကိုခေါ်ခြင်းပါတဲ့။ငါပြောတိကလက်ဆက်ပြထိန်မှမိုးထားခြင်းကိုဆိုလိုပါတယ်။အမွေးတိုင်ထုတ်ကတော့တီလာလိုမှုပြန့်စီရန်ဖြစ်ပြီးဖျောင်းနိုင်ကတော့ပညာလင်းကိုရည်စူးထားခြင်းဖြစ်ပါတယ်။တချို့သူများထင်တယ်လို့မြတ်စွာဘုရားကိုအုံဒီစိမ့်ငါပြောဒီစိမ့်တွေကိုဖုံးပေးဖို့အတွက်ကတ်လူနေတာမဟုတ်ပါဘူး။ ်မြတ်စွာဘုရားရှင်ရှိနေရင်လည်းဘယ်သူမှအဲ့ဒီလိုကတ်မှာမဟုတ်ပါဘူးတဲ့ဝင်ချကတော့ပူဇော်ခြင်းအထိမ့်မဲ့တင်္ကေတအမှတ်အသားပဲဖြစ်ပါတယ်နောက်တိတ်ပဲတကူကအုံးဒီကိုလေးကျုံတမြင့်မို့ဆိုသလိုလေးကျုံဘဟုမြင့်မို့တောင်ကိုပူဇော်ပြုပြီးငါပြောသည်ဆိုတာကမြင့်မို့တောင်ကိုဝင်းရနေတဲ့တောင်စင်ခွနဲ့တေကိုရီမန်းထားခြင်းမှာဒါကလောကီဆရာအများစုနဲ့ဆိုင်တဲ့ပွဲပါတဲ့ပွဲတင်တဲ့ပုံကတော့လိုအပ်တဲ့အုံးဒီငါပြောသည်ဖျောင်းနိုင်အမွှေးတိုင်းကိုအရင်ဝယ်ပါ အတန်စားဖြစ်နေပါစီအနာအဆမပါပါစေနဲ့တဲ့လူရမ်းမဲ့စေတနာတန်ရှင်းစင်ကြယ်နေပါစီစေတနာအတိကပါပဲငါပြောသီးကနှစ်ဖီသုံးဖီစသည်ဖြင့်ရှိနေပေမဲ့သုံးဖီပဲပြင်မှာတရဏဂုံသုံးမကိုရေစုပြီးတော့ဗောတဲ့ဝယ်ပြီးရင်တရဏဂုံသုံးမရွတ်ပြီးတော့ရေနဲ့စင်ကြယ်အောင်စေကြောပေးပါအုံညာမကြွအောင်ငါပြောသီးပဲကျွေမသွားအောင်တတိထားပါရေစီးပြီးမြင့်မြတ်တဲ့ခုံနဲ့တင်ပြီးပွဲစီရင်ပြင်ဆင်ရပါတယ်ဖြစ်တယ်လို့မပြင်ရပါဘူးတဲ့အုံဒီကိုညာဘက်ရစ်ပြီးပွဲပြင်ရပါတယ်အလဲမှာအုံဒီထည့်လို့ရအောင် ောင်နေရာခြံထားပါတဲ့ပြည်ရင်အုံးဒီကိုလင်းမှာထည့်ပြီးပါပြည်ရင်ပင်းသားမှာဖျောင်းတိုင်းအမွှေးတိုင်းထုတ်ထည့်ပေးပါကိုယ်လက်ဖက်ကတော့မိမိတို့ရိုးရာတွေဆောက်ရှောက်လို့ကြောင့်ညာတိစရိယာအမှတ်သားအနေနဲ့ထည့်ပြလို့ရပါတယ်ဖျားအနေကစားပွဲတင်ဆိုရင် key view ဒကွန်စသည်ဖြင့်ထည့်လို့ရပါတယ်။လက်လက်ပပတိတိသက်သက်လေးဖြစ်အောင်ပြင်ပါတဲ့ပြင်မိရင်ဖះရရဲ့ညာဘက်ရင်းရိုးနေရာလေးမှာကတ်လူတိုင်းရပါတယ်။ဖះမကွယ်ပါစေနဲ့တဲ့။နေရာချင်းရင်မနှိမ့်မမြင့်ခုံနဲ့စီစဉ်ပေးရပါတယ်။အုံညာကိုဖះဘက်လှည့်တာပါ။အငဲဥညွတ်ထားကြောင်းကိုဆိုလိုခြင်းပါပဲတဲ့။တချို့ယူဆကအပြင်ဘက်လှည့်ရတယ်လို့ဆိုကြတာရှိပါတယ်။ခိုင်းစရာတွေရဲ့ယူဆပါတဲ့။အားလုံးပြီးတာနဲ့ဖះပွဲမလုပ်ခင်လက်အုပ်ချတာပါ။ပြီးရင်ဖုံးတော်အနန္တ၊ကံတော်အနန္တ၊ညံတော်အနန္တတကူတော် န္ဒပါရိမောအနန္ဒတို့နေပြည့်စုံတော်မူကြကုန်သောအတိတ်၌ပွင့်တော်မူပြီးသောမြတ်စွာဘုရားရှင်တို့အဆူဆူတို့အပေါ်၌၎င်းအနာဂတ်၌ပွင့်တော်မူလက်ရန်ဖြစ်ကြကုန်သောမြတ်စွာဘုရားရှင်အဆူဆူတို့အပေါ်၌၎င်းယခုမြတ်မောက်ဘုရားရှင်၏အပေါ်၌၎င်းပစ္စေကဗုဒ္ဓယဟနာရှင်တို့မြတ်များအပေါ်၌၎င်းအရိယာသူတော်ကောင်းများအပေါ်၌၎င်းခင်မိုးကြီးဆေပါအပေါ်၌၎င်းဘုရားတပည့်တော်သည်ကာယကံဝစီကံမနောကံတိဟူသောကံသုံးပါးတို့၏တပါးပါးသောကံတို့ဖြင့်လွန်ကျူးပြမခဲ့သည်ရှိသောလွန်ကျူး ျူးပြမမိသည်ရှိသောလူကျူးပြမလက်ဒန်ရှိသောထိုဖြစ်သူကိုပြောက်ပါစီခြင်းအကျိုးကမြတ်စွာဘုရားထံမှတဆင့်ဤကြော်ပွဲဖြင့်ဝင်ခံကြတော့တောင်းပန်အပ်ပါသည်ဖုရား ဖျားအားရှိသောအရိယာသူတော်ကောင်းတို့သည်ဖျားတပည့်တော်အားတနာတော်အားဖြင့်ခွင့်လွတ်တော်မူပါကြည်တော်မူပါအရှင်မြတ်တို့ဗျာဤကြောပွဲကိုမြတ်စွာဘုရားအမှုရှိသောယဟန္တာအရှင်သူမြတ်အရိယာသူတော်ကောင်းများပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်များအားထူရန်မှုစွာပါဤဗျာဟုယူဆိုပြီးတော့ကတ်လှူဒန်းပေးလို့ရပါပြီတချို့ဆူတောင်းထဲတဲ့ကြပါတယ်တဲ့အဓိကတကယ်ကိုဝင်းချကတော့တောင်းပန်ခြင်းနဲ့စိတ်ဆန္ဒရှိနေဖို့လိုပါတယ်အဲ့ဒီစေတနာတန့်သွားတယ်ဆိုရင်ခလုံးမရှိတော့ခီးသွားရင်နန်းတို့သွားသလိုပြုသလိုအလုပ်တွေအချိုးပေး လင်မြန်တတ်ပါတယ်။မိမိစိတ်စေတနာတန်ပြီးကုသိုလ်ပြု၍အတိမြတ်ပြုပြီးဆိုရင်အုံပေါက်ခြင်းအုံကွဲခြင်းတွေအလိုလိုဖြစ်သွားတတ်ပါတယ်။သတိထားရမှာကပွဲလူတန်းကားစားမှာခေါင်းမူတက်တာတို့ပွဲမလူခြင်းအောင်ဆက်ပြက်သွားတာတို့ထေရဝါဒတွေမှာဒါရီမလူပါဘူးကွာ။စသည်ဖြင့်အတွေးတွေဝင်လာတတ်တာတို့အများကြီးဖြစ်တတ်ပါတယ်တဲ့။ပွဲပြက်ခြင်းနဲ့စိတ်တွေအများကြီးဖြစ်တတ်ပါတယ်။မလူနိုင်အောင်ခက်ခဲကြက်တဲတာတွေလည်းကြုံရတတ်ပါတယ်။စိတ်မပြက်ပါနဲ့ဆန်းနှက်ကံကလာလို့ခေါ်ရင်မမပါဘူးတဲ့။ဆက်လက်လူနိုင်အောင်ကြိုးစားပါအဓိကကစိတ်တည်းစိတ် ိတ်စည်တနာစစ်မှန်ပါစီလို့ရေးသားထားပါတယ်ချင်းဝင်ရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်နားဆင်မိခဲ့ကြတဲ့ပြည်သူကြီးအားလုံးကိုလည်းကျေးဇူးထူးပြင်တင်ရှိပါတယ်ရှင်